္ခအာလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲဒုက္ခအာလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခအပူလောင်ဆုံးနဲ့ပင်ပန်းဆုံးပဲစိတ်ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုဟာရုပ်တရားကိုပို့ပြီးတော့ဒုက္ခတိုးစေပို့ပြီးခံစားမှုကိုပြင်းစေတတ်တယ်ယောဂမဆောင်လို့လူကမထောင်နိုင်ပေမဲ့စိတ်ကဆောင်နေရင်ဒုက္ခကိုရှောင်ကျဉ်နိုင်ကြမှာပါပဲ။ စိတ်ကမဆောင်နိုင်ခဲ့ရင်တော့ဘလောက်ထောင်နေတဲ့ရုပ်ပင် ဖြစ်ပါစေအယုံကျိုးပြက်ဒုက္ခတွေထပ်နေစေတော့တာပဲမဟုတ်လားစိတ်ကိုဒုက္ခဖြစ်စေတာကလည်းတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်စိတ်ကကိုယ့်ကို ပြန်ပြီးဒုက္ခပေးတာကိုယ်စိတ်ကိုဒုက္ခပေးတာကလည်းပဲတခြားသူတွေကပေးတာမဟုတ်ဘူးကိလေသာတရားတွေကပေးတာလောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေကစိတ်ကိုဒုက္ခဖြစ်စေတာ လောဘကြောင့်စိတ်ပင်ပန်းတယ်ဒေါသကြောင့်စိတ်ပူလောင်တယ်မောဟကြောင့်စိတ်ထိုင်းမိုင်းတယ်မာနကြောင့်စိတ်ခက်ထန်တယ်သတ္တပင်ဒီကိလေသာတွေဟာကိုယ်စိတ်ကိုဒုက္ခဖြစ်စေတာပါပဲဒီတရားတွေကပဲကိုယ်စိတ်ကိုညှဉ်းနှွမ်းစေတာပဲစိတ်ညစ်တော့မရှင်လန်းမရှင်လန်းတော့ပင်ပန်းပင်ပန်းတော့ဆင်းရဲဆင်းရဲတော့ဒုက္ခပဲပေါ့ ဒီတော့ဒုက္ခဖြစ်တာလောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုလက်ခံမိတဲ့ကိုယ်စိတ်ကြောင့်ပဲဖြစ်တဲ့အတွက်ကြောင့်ဒုက္ခနည်းခြင်းစိတ်ကိုပြင်ရမယ်စိတ်ပြင်ဖို့ဆိုရင်စိတ်ကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေမဝင်အောင်နေထိုင်ကြဖို့ပါပဲကိလေသာတွေကြားမဝင်ဖို့ဆိုရင်တတိရှိနေမှာပဲဖြစ်မှာပေါ့တတိရှိနေတဲ့စိတ်ဟာကိလေသာတွေကင်းနေတဲ့စိတ်ပါပဲကိလေသာကင်းနေတဲ့အခိုက်ဟာ အပူကင်းနေတဲ့အချိန်ပဲဖြစ်ပြီး အပူမရှိတဲ့စိတ်ဟာအေးချမ်းတဲ့စိတ်ပဲပေါ့အပူကင်းခြင်းရင်အယူမပြင်းနဲ့ယူလို့ပူတာမယူရင်မပူဘူးဟိုဒီစာသားလေးကဘုန်းကြီးကလည်းရင်းရင်းနဲ့ဒီကုတ်ကိုဆုံးမခြင်းအပိုင်းလေးကနည်းနည်းရှည်သွားတယ်ရှည်သွားတယ်ဆိုတာသူကလည်းသိစေချင်တာတွေများတာပေါ့ဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခအပူလောင်ဆုံးနဲ့အပင်ပန်းဆုံးပဲလေ စာပေမှာတော့ပရိသတ်ရဲ့ကာယကဒုက္ခစေတသိကဒုက္ခဆိုပြီးတော့ရှိတယ်။ကာယကဒုက္ခဆိုတာစိတ်စိတ်ဆင်းရဲမှုကာယကဒုက္ခဆိုတာရုပ်ဆင်းရဲမှုစေတသိကဒုက္ခဆိုစိတ်ဆင်းရဲမှုရုပ်တရားရဲ့ဆင်းရဲတဲ့သဘောကတော့လူတိုင်းလူတိုင်းဟိုသိမြင်ခံစားနိုင်တဲ့သဘောရှိတယ်ရုပ်တရားရလာတော့ကဒုက္ခအဆူကြီးပဲရုပ်ဆင်းရဲတဲ့သဘောကသိနိုင်တယ်စေတသိကဒုက္ခဆိုစိတ်ဆင်းရဲတဲ့သဘောကြတော့တခါတခါလူတွေမှာကို ိုခန္ဓာကိုယ်ကြီးပင်မလို့စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲနေတဲ့အကြောင်းအရာကိုဘာကြောင့်စိတ်ဆင်းရဲနေဆိုတာမသိဘဲနဲ့အဲဒီစိတ်ဆင်းရဲအပေါ်မှာလိုက်ပြီးတော့ခံစားနေရတဲ့သူတွေမှလည်းပဲစိတ်ဒုက္ခကြောင့်ပေါ်ပြီးပင်မတာတွေအများကြီးရှိရုပ်တရားကြောင့်ဆင်းရဲတဲ့ရုပ်ဒုက္ခကာယကဒုက္ခကတော့ပြည့်တဲ့ရင်းစွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲကာယရထားတော့ရုပ်တရားရထားတော့ဒုက္ခရနေတာ ရရှိကိုယ်တော်မြတ်ကြီးတော်မှာဩတခါတခါခေါင်းတွေကြိုက်တော်မူတယ်ခါတော်တွေနာတော်မူတယ်အေးဒူးပေါင်းတွေသွေးတွေအကုန်လုံးဩရုပ်တရားရလာလို့ဒုက္ခရလာတဲ့အပေါ်မှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းပဲမလွတ်တချို့ကဒါလူငယ်တွေကပေါ်တက်ကသူကကတိကဖက်ပြောတတ်တယ်ရရှိတယ်တချို့စာပေကြီးလည်းဘုရားကိုအကြည်ညိုလွန်ပြီးတော့သူပြောတာတွေရှိတယ်ဒါကတော့ဘုဒ္ဓတာပေါ့ ဟောမြတ်စွာဘုရားကအကုန်လုံးစုံပြည့်စုံတဲ့အတွက်ကြောင့်နဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကမြို့သိစကားဟောကုရိသွားတဲ့မစင်အားအစမနှံမှုတဲ့မှုေးနေလို့တာပဲတဲ့ဒီလိုပြောတာဟောဒါယုံကြည်မှုနဲ့ပြောတာအမှန်ကတော့ဘုရားရှင်လည်းပဲခန္ဓာကိုယ်ရလာတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိသမျှထွက်သမျှဟာကတော့ဘုရားခန္ဓာကထွက်တဲ့အရာလည်းပဲဒါကတော့နာမပဲမှုေးတယ်ဆိုရှိမှမရှိတာဟောဘယ်နေရာပဲကြည့်ကြည့်ရုပ်တရားမှာ ခွေးတို့ခဏခဏပြောတယ်ခန္ဓာကိုယ်မှာအပေါက်တွေအများကြီးရှိတယ်အဲ့ဒီရှိတဲ့အပေါက်တွေမှာဘယ်အပေါက်ကပဲရှိရှိဘယ်ပေါက်ကပဲထွက်ထွက်ထွက်တဲ့မြအရေးကောင်းတာတစ်ခုမှမရှိဘူးခန္ဓာကိုယ်မှာမျက်စိကထွက်တဲ့အရေးလည်းမကောင်းနားထွက်တဲ့အရေးလည်းမကောင်းဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့မြအပေါက်တွေကထွက်တဲ့မြအရေးမှန်တယ်မှာတစ်ခုမှကောင်းတာမရှိတဲ့အတွက်ကြောင့် ီခန္ဓာကိုယ်မှာရထားတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခမှာဘုရားရှင်ကိုရမြကြီးလည်းဒီဒုက္ခရထားတဲ့အတွက်ကြောင့်ကာယကဒုက္ခတော့ရှိတာ။ဒါပေမဲ့ဘုရားရဟန္တာတွေမှာဘာမရှိတော့ဘူးလဲစေတသိကဒုက္ခစိတ်ကြောင့်ဖြစ်တဲ့ဒုက္ခတော့မရှိတော့စိတ်ဒုက္ခမရှိတော့သူစိတ်ဒုက္ခဆိုတာကဟိုဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်တကယ်တမ်းစိတ်ဒုက္ခဖြစ်တယ်ဆိုတာကကိလေသာတွေကြောင့်ဖြစ်တာ လောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာတွေမာနကိလေသာတွေအဲ့ဒီအပုကိလေသာတွေကကိုယ့်ရဲ့စိတ်ကလက်ခံသွားလို့ရှိရင် လောဘကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ဒေါသကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့မောဟမာနကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ကိလေသာတွေကြောင့်ပူတာပဲဆိုတော့ဒါကြောင့်ဒုက္ခရတဲ့အပိုင်းမှာ ရုပ်ဒုက္ခတဲ့စိတ်ဒုက္ခပူကြည့်တယ်ဆိုတာစိတ်ဒုက္ခမမြင်နိုင်ဘူး တခါကကိုဖြစ်နေတဲ့ဒုက္ခကိုပဝင်းညာလည်းမသိဘူးကိုတယောက်တည်းဖြစ်နေတာဆိုတာလည်းပဲတခြားသူကြောင့်ဖြစ်နေတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာခြားဝင်ပြီးတော့နေနေတဲ့ကိလေသာတွေကြောင့်ဒီဒုက္ခဖြစ်နေတာဆိုတော့ဒီဒုက္ခတွေကိုဟိုသတ္တာရှင်ရင်တော့ရုပ်ဒုက္ခကအပြင်ရုပ်ပိုင်းဆိုင်ဒုက္ခတွေကအခုခစ်ပေါ်ဆေးတွေနဲ့ကာယကဒုက္ခကိုသတ္တာအောင်လုပ်လို့ရတယ်ဆရာဝန်တွေကကုသပေးတယ်ဒီနေ့ခစ်ပေါ်ဆရာဝန်တွေတော်တဲ့ဆရာဝန်တွေကဘာကိုကုသပေးနိုင်လဲဆိုတော့ physical suffering ရုပ်ပိုင်းဆိုင်ရာဒုက္ခကိုဒီနေ့ခေတ်ပေါ်စေပညာဆရာဝန်เนี่ยအကောင်းဆုံးကုသ treatment ပေးလို့ရတယ်။ဒါပေမဲ့စေတသိကဒုက္ခဆိုတဲ့စိတ်ဒုက္ခကိုတော့ဒီနေ့ခေတ်ဆရာဝန်တွေလည်းမကုနိုင်ဘူး။စေတသိကဒုက္ခကိုကုပေးနိုင်တာကတော့ဘုရင်တို့မြတ်စွာဘုရားရှင်ရဲ့တရားတော်နဲ့ပဲကုပေးနိုင်တယ်။တရားတော်နဲ့ပဲစိတ်ဒုက္ခကိုကုစားပေးလို့ရတယ်။လူတွေမှာပြဿနာတက်စာလူတွေမှာဒုက္ခဖြစ်เสียကအဲ့ဒီကိုလုတ်တဲ့ကာယကံဝစီကံမနောကံ ဒီကံ၃ပါးကြောင့်ပဲတတ္တဝါတွေကဒုက္ခရောက်တာကံ၃ပါးကြောင့်ပဲကတ္တဝါတွေအကောင်းအကျိုးကိုဖန်တီးပေးတာဆိုတော့ကာယကံနဲ့ဝစီကံကိုယ်မူယာနဲ့နှုတ်အမူယာကိုလက်စွာဘုရားရှင်ဓမ္မတော်တွေရဲ့တရားတော်တွေရဲ့ကသီလသီလတိခါဖို့တွေနဲ့ကာယကံဝစီကံကိုထိမ့်ပေးလို့ရတယ်အမနောခံကြတော့သီလနဲ့မရဘူးမနောခံကြတော့သမထဘာဝနာဝိပဿနာဘာဝနာနဲ့ပဲသွားမက်ဒီတေးရှင်းနဲ့ပဲသွား စိတ်ကိုထိန်းချုပ်ဖို့ဆိုရင်အဲ့ဒီတတ္မထခြင်းစဉ်တစ်ခုခုဝိပဿနာခြင်းစဉ်တစ်ခုခုမရှိလို့ရှင်စိတ်ကိုမထိန်းချုပ်နိုင်ဘူး။ဒါကြောင့်ကိုယ်စိတ်လေးကိုတည်ငြိမ်ပြီးငြိမ်းချမ်းပြီးတော့အေးချမ်းနေ concentration meditation တတ္မထခြင်းစဉ်ဒါမှမဟုတ်ဝိပဿနာခြင်းစဉ်တစ်ခုခုလုပ်ကိုလုပ်ရအောင်။တတ္မထခြင်းစဉ်ကြတော့အာယုံတစ်ခုတည်းကိုဆူဆိုက်ပြီးတော့မှတ်တတ်တဲ့ခြင်းစဉ်မျိုးကိုတတ္မထခြင်းစဉ်လို့ခေါ်တာ။ဒါကြောင့်မဘုန်းကြီးတို့တော်ကောင်းများအမြဲတမ်းထုံ ဝန်းနေတဲ့ပွားများနေတဲ့ဂုဏ်တော်တွေဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်တော်တွေဘုရားနှုတ်တရီသီလနှုတ်တရီစသဖြင့်အနှုတ်တရီ၁၀ပါးအဲ့ဒါသမထချင်းစင်သူကအာယုံတစ်ခုတည်းကိုထက်ခါထက်ခါဆူးဆိုက်ပြီးတော့ပွားများတဲ့သဘော เอกกตสิทธิ์ตัวตะคูเรอายุปิวิปွားနေတာဆိုတော့อรหันต์กุณတော်ကိုပဲปွားတယ်ဆိုရင်อรหันต์อรหันต์อรหันต์ဒါလေးပဲထက်ခါထက်ခါปွားများပြီးနေတဲ့ခါစိတ်ကလေးက concentrate တမာဒီလေးတည်လာရင်ဒီอรหันต์กุณတော်ထဲမှာอายุကရောက်တော့စိတ်ကလေးကငြိမ်ပြီးတော့တည်လာတော့စိတ်ကလေးငြိမ်ပြီးတည်လာလို့ရှင်ကိုယ်စိတ်ကအပြင်ကိုမလွင့်တော့အပြင်အာုံနေနောက်ကိုစိတ်ပါမသွားဘူးဆိုရင်စိတ်ကအလိုလိုပြိုးဝဖြစ်သွားတာငြိမ်ပြီးတော့တော့ ရောက်လို့စိတ်တည်မြန်သိပြီးကြောက်ချောက်ချာဖြစ်ပြီးကြောက်ရက်ဖြစ်ပြီးဆိုရင်ကျန်တဲ့အရာတွေနဲ့လိုက်ကူစားမနေနဲ့ဗုဒ္ဓရဲ့ဂုံတွေတာပွားများပြီးတော့ထက်ကထက်ကလေ့ကျင့်ပြီးတော့ဗုဒ္ဓအနုတ္တိလေးတာပွားများကြည့်လိုက်စမ်းပါဓမ္မအနုတ္တိလေးတာပွားများကြည့်လိုက်စမ်းပါတန်ဃာအနုတ္တိလေးတာပွားများကြည့်လိုက်စမ်းပါစိတ်ကလေးကိုညင်သွားတော့မြတ်စွာဘုရားကညီတော်နန္ဒမင်းသားကိုဟောတဲ့ဂါထာလေးတစ်ပုဒ် ဓမ္မပဒမှာလာတော်တော်လေးကောင်းပါယထာအာဃရံဒုစန္နံဥဒ္ဓိတမတိဝိသတိဧဝံအဘာဝိတံစိတ်တံရာဂောတမတိဝိသတိမကောင်းတဲ့ပြင်မိုးထားအပ်တဲ့အိမ်ကိုတဲ့အိမ်ဟာအမိုးမလုံးဘူးဆိုရင်တဲ့မိုးရေမိုးပေါက်တွေဟာအလွယ်တကူဝင်ရောက်ထိုးပေါက်နိုင်တယ်လို့ပဲတဲ့ဧဝံတတထိုးတူပဲအဘာဝိတံတမထဘာဝနာဝိပဿနာဘာဝနာ တတိတရားလက်ကင်ထားခြင်းမရှိတဲ့စိတ်တန်စိတ်ကိုရာဂောလောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတရားတွေကလည်းတမဏိဝိသတိအလွယ်တကူဝင်ရောက်နှုတ်ဆက်နိုင်တယ်ဝင်ရောက်ထိုးပေါက်နိုင်တယ်အင်းကမလုံဘူးဆိုရင်အမိုးမလုံဘူးဆိုရင်နဲ့အကာမလုံဘူးဆိုရင် အပြင်မိုးရေဇက်တို့လေတွေကဝင်ပြီးတော့နှိပ်ဆက်ပြီးတော့အင်းကိုဒုက္ခပေးတတ်တယ်လို့ပဲတဲ့စိတ်မှာတမထကျင့်စဉ်ဝိပဿနာကျင့်စဉ်တတိတရားလက်ခံထားခြင်းမရှိတဲ့စိတ်ကိုလည်းပဲတဲ့ ကိလေသာတွေကနှိမ့်ဆက်ထားတယ်။ဟောဘုရင်တို့တော်ကောင်းများစိတ်ကလေးကတခါတခါအဲ့ဒီတတိလေးတာမကတ်လို့ကတော့လေအကြားကြောင့်လည်းပဲကိလေသာနှိမ့်ဆက်ထားပဲအမြင်ကြောင့်လည်းကိလေသာနှိမ့်ဆက်ထားပဲအနံ့နေကြအိုးဘလို့အာယုံပဲလာလာအဲ့ဒီအာယုံနောက်ကိုစိတ်ကလိုက်သွားတော့အာယုံနောက်ကိုစိတ်ကပါသွားပြီဆိုရင်အဲ့ဒီအာယုံနောက်ကိုလိုက်ခံစားလို့လူမှာဒုက္ခရောက်တယ်။သူကအာယုံကို လိုက်ပြီးတော့လက်ခံလိုက်တဲ့ကိုယ်စိတ်မှာဝင်သွားတာကကိလေသာပဲအာယုံကိုအာယုံအတိုင်းမသိတဲ့အခါကျအစွဲဝင်သွားအစွဲဝင်သွားတော့အဲ့ဒီအစွဲပေါ်မှာလိုက်ပြီးတော့ခံစားရင်းနဲ့ကောင်းတော့လေလောဘဖြစ်လိုက်မကောင်းတော့လေဒေါသဖြစ်လိုက်ဆိုတော့အာယုံနောက်ကိုစိတ်ကလိုက်ပါသွားတဲ့အတွေ့အကြုံခံစားရတဲ့ဖြစ်တာစိတ်ဒုက္ခတွေဖြစ်သွားစိတ်ဒုက္ခတွေဖြစ်ခြင်းရဲ့အကြောင်းကလည်းခုနဘုရားရှင်ကိုရမေကြီးမိန့်တော်မူသလိုပဲစိတ်မှာတတိမကတ်လို့ သမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုမပွားများတဲ့အတွက်ကြောင့်အဲ့ဒီစိတ်အစဉ်နောက်ကိုစိတ်ကပါသွားပြီးတော့ဖြစ်ပေါ်လာတဲ့ကိလေသာတွေမှာကိုယ်ကလိုက်ခံစားရင်းနဲ့ကိုယ်စိတ်မှာအနာရီရတော့တာ။ဒီဒီတရားလေးကမြတ်စွာဘုရားကနန္ဒမင်းသားကိုခေါ်တာ။နန္ဒမင်းသားရဲ့အကြောင်းလေးကလည်းစိတ်ဝင်စားစရာ။သူကမင်္ဂလာဆောင်တဲ့နေ့မှာဖရာရှင်ကကြွလာပြီးတော့ညီတော်ကိုသပိတ်ပေးလိုက်တယ်။မင်းသပိတ်ထမ်းပြီးတော့လိုက်ခဲခေါ်သွား။ ဆိုတော့နောင်တော်ဖရာကိုလည်းယုံကြည်လေးစားတဲ့စိတ်ကလည်းရှိတယ်။ကြည်ညိုလဲကြည်ညိုတာ၊ပြန်လဲမပြောရတာနဲ့။နန္ဒမင်းသားကတပည့်ကလေးပိုက်ပြီးတော့ဖရာနောက်ကလိုက်။လိုက်ကျင်လိုက်ကျင်လိုက်တော့အဲ့ဒါနန္ဒမင်းသားဖရာနောက်ပါသွားပြီဆိုတော့ပရိသတ်တွေကမျိုးမျိုးပြောကြ။အာပါသွားပြီပြန်မမလာရင်ဒုက္ခပဲ။အဲ့ဒါသူ့ရဲ့သရိုသမီးဇနဝရကလျာဏီနားရောက်။နားရောက်တော့ဟာသူကလည်းဆိုရင်တော့ဒုက္ခပဲ။ဖရာနောက်ပါသွားတယ်။နန္ဒမင်းသားအောင်တော်ပြန်မလာရင်တော့ဒုက္ခပဲဆိုပြီးတော့ကပန်းကတဲ့ အဲ့ဒါမင်္ဂလာတော်မန္တန်ကံထွက်ပြီးတော့နန္ဒမင်းသားကိုမှားတယ်။မြမတော်ဇနဗရာကလျာဏ်ကြီးသူတို့သမီးကမောင်တော်အကြာကြီးမနေနဲ့တော့မြန်မြန်ပြန်ခဲ့ပါဆိုမှားလိုက်တာ။မှားလိုက်တော့နန္ဒမင်းသားလည်းအေးပါအကြောင်းရောက်တာနဲ့ပြန်လာခဲ့မယ်ဆိုရင်သူကဘုရားနောက်ပါ။ဟောဘုရားအကြောင်းရောက်တော့ဘုရားကအဲ့ဒါမင်းသားတပည့်ယူနန္ဒမင်းသားမင်းဘုန်းကြီးဝင်မလားဆိုတော့ ပပိထားပြီးတော့ခေါ်လာလဲခေါ်လာတယ်ကြောက်ရောက်တယ်လဲဘုန်းကြီးဝတ်မလားဆိုဖခင်ရူသေးတာရဲ့ကြောက်ထားရဲ့ ਨੇ မဝတ်ဘူးလို့မပြောရဲဘူးမပြောရဲဘူးမပြောဝင်တာ ਨੇ မမပြာဝတ်မယ်ဆိုတော့အဲ့ဒါဘုန်းကြီးဝတ်ပေးလိုက်တော့မင်္ဂလာဆောင်တဲ့နေ့မှာအဲ့ဒါဘုန်းကြီးကြောက်ရောက်ပြီးဘုန်းကြီးဖြစ်သွားတာနန္ဒမင်းသားတယောက်ရှိမှာเนาะဒီကိလူတွေကအဲ့လောက်ဒီတော့စိုးပါမတယ်နန္ဒမင်းသားအဲ့ဒါဘုန်းကြီးဝတ်ပြီးတော့ ဘုရားသာသနာနဲ့ရောက်တယ် तू ကတရားတရားနဲ့ဘုန်းကြီးဖြစ်လာတာမဟုတ်အခြေအနေရဘုန်းကြီးဖြစ်လာဆိုယုံကြည်မှုနဲ့ဝင်လာတာမဟုတ်ပဲနဲ့ဘုရားကြောက်လို့ဝင်လာတာဘုရားခေါ်လို့ဝင်လာဆိုသာသနာကိုသိလက်မခံနိုင်မယုံကြည်နိုင်မကြည်ညိုနိုင်တရားအားထုတ်လို့လည်းပဲဘုရားကလည်းအားထုတ်လို့ခိုင်းလို့သာအားထုတ်ရသူစိတ်ကဒီတရားပေါ်မှာလည်းယုံကြည်မှုအားနေတဲ့အပြင်စိတ်ထဲမှာဝိတက်ကတွေကအတွေးတွေကဝင်နေတာဘာအတွေးလေးဝင်နေလဲဆိုတော့သူနှမမာလိုက်တဲ့ သူတို့သမီးလောက်မှာလိုက်တယ်မောင်တော်မြဲမြဲပြန်လာပါဒီစကားလေးကိုကြားတယ်အကြောင်းတရားထိုင်နေပဲဒါပဲကြားတယ်ဟောဘုန်းကြီးတို့ဘဝမှာအဲ့ဒီအတွေ့အကြုံတော်တော်ဆိုးတာပဲတခါတခါအဲ့ဒီစကားလုံးလေးတစ်ခုလက်ခံထားမိပြီဆိုရင်တရားထိုင်ရင်အဲ့ဒီစကားလေးနဲ့ပဲတရားထိုင်တဲ့အချိန်လုံးကိုဒုက္ခပေးတာအတွေ့အကြုံတိတ်အရေးကြီးတာဆိုတော့ တရားထိုင်တဲ့ယောဂီတွေကဒါချားညက်ပြီးပြောကျင်တာဘယ်တော့မှစကားတွေယူမလာပါနဲ့တရားထိုင်ဖို့စဉ်းစားပြီးဆိုအကုန်လုံးကတ်တော့လောက်ပလိုက်တရားထိုင်တော့မယ်ရေးသားသွားတော့မယ်လို့စောင့်ကြပြီးပြီးဆိုရင်အဲ့ဒါတွေအာယုံတွေအကုန်လုံးဖျက်ပလိုက်တော့နော်ရေးသားရောက်လည်းဘယ်သူမှစကားမပြောတာကောင်းတယ်စကားပြောရင်စကားတွေကတရားထဲမှာထိုင်ရင်းနဲ့အတွေးတွေအဖြစ်ပြောင်းပြီးတော့ပေါ်လာတော့နန္ဒမင်းသားကအေးနှမတော်မှားလိုက်တယ်မောင်တော်မြင်မြန်ပြန်ခဲ့ပါဆိုတဲ့စကားလေးကြားပြီးတော့ စေတဲမှာတရားထိုင်ရင်လည်းအဲ့ဒါတွေပဲထက်ကထက်ကပေါ်နေတာဘုရားရှင်ကိုရမေကြီးကတိတယ်ဒီနန္ဒမင်းသားရဲ့အတွေးတွေဘာတွေဖြစ်နေလဲဆိုတာတိတော့အချိန်မတန်သေးတော့ဘာမှပြောသေးဘူးအချိန်နဲ့တန်တော့တန်ရောဘုရားကနန္ဒမင်းသားမင်းသာသနာမှာတရားအားထုတ်ရလားတမာတိမတည်ညင်းငွေနေပြီမလားမမဘုရားညင်းငွေပါရဲ့ဘုရားဒါဆိုရင်မင်းငါနဲ့နှက်ပြေးလိုက်မလားဟာလိုက်တာပေါ့ဘုရားနှက်ပြေးဆိုနန္ဒမင်းသားဘုရားကလက်မောင်းကိုဆွဲပြီးနှက်ပြေးခေါ်သွားတယ်သူကဘာဇာမမရတော့ဇာနဲ့လည်းမကြွနိုင်ဘုရားရဲ့ ပါဝါနဲ့ဖရာရဲ့တကူနဲ့လက်မောင်းကဆွဲပြီးတော့နတ်ပြည်ခေါ်သွားနတ်ပြည်ခေါ်သွားတော့နတ်ပြည်သွားတဲ့လမ်းမှာတောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမီးလောင်ပြင်းမီးလောင်ထားတဲ့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမီးလောင်ပြီးကသာသာမီးအကုန်လုံးမီးတွေငြိမ်းတဲ့အချိန်မှာတင်းငုတ်တူကြီးတစ်ခုပေါ်မှာမီးရဲ့ဒုက္ခတွေနဲ့မြောက်အိုမာကြီးတကောင်ကထိုင်ပြီးစိတ်ပြက်လက်ပြက်နဲ့သူလည်းပဲတော်တော်ဟိုခံစားရတဲ့ဒုက္ခတွေကြီးကမြောက်ကြီးကတော်တော် အိုမင်းရင်ရောပြီးတော့စိတ်တော့ကဖြစ်နေတယ်မြောက်အိုကြီးရောက်အိုမကြီးကစိတ်ပြက်လက်ပြက်အဲ့တစ်တုံးပေါ်မှာထိုင်နေထိုင်နေတော့ဘုရားကနန္ဒမင်းသားကိုအဲ့မြောက်အိုမကြီးလက်ညှိုးထိုးပြီးတော့မိတာဒီမြောက်မနဲ့မင်းနမဇနပတကလျာဏီဘသူကပူလှလဲကွာအဲ့လိုပြီးတော့နန္ဒမင်းသားစိတ်ထဲမှာဩခိုင်းမှာခိုင်းရဲ့နှိုင်းမှာနှိုင်းရဲ့ပလီပေါ့ဒါတော့ချောမောတဲ့ငါနမနဲ့မြန်ဒီမြောက်အိုမနဲ့နှိုင်းရဲ့ပလီပေါ့ဘုရားကမကြည့်ဘူးဘုရားကသိရဲ့အဲ့ဒါညက်ပြီးခေါ်သွား နတ်ပြည်ခေါ်သွားနတ်ပြည်ရောက်တဲ့အခါကျနတ်သမီးချောလာတယ်ပြတယ်။ဟာနတ်သမီးတွေချောတာ။နတ်သမီးမှရှိတဲ့နတ်သားနတ်သမီးတွေရဲ့စွန့်အားကသူကကုသိုလ်ရှင်ကြောင့်အဲ့ပုံ ရောက်တာဆိုတော့အခုသေးတာနဲ့ချက်ချင်းဟိုမှာနတ်ပြည်မှာနတ်သားဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်20အရွယ်တခါတည်းပဲ။နတ်သမီးဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်16နှစ်အရွယ်တခါတည်းသွားပြည်တာတို့လူတွေလူတွေလူကိုဝင်ဆောင်ရတာတို့တော့အဲ့ဒီခန္ဓာကိုယ်ကြီးကိုဝင်ကိုမွေးဖွားပြီးဆောင်ဒါမှမရှိတော့ဘူး။ ကိုယ်တော်အရှိန်နဲ့ပေးတာနဲ့ချက်ချင်းနှက်ဖြစ်မဲ့ပုဂ္ဂိုလ်ကအဲ့ဒီအရွယ်တခါလဲသွားဖြစ်တာနှက်ပြီမှရှိတဲ့နှက်သမီးတွေဆိုရင်16နှစ်တည်းပဲသွားပြီးတော့အိုးရဲဆိုတာမရှိဘူးနားရဲဆိုတာမရှိဘူးတေကာနေကြတော့နမိတ်တွေထင်ပြီးတော့တေးတာပဲရှိတယ်အကုန်လုံးကဒီဒီပုံစံတွေပဲဆိုအကုန်ဆို small လေးတွေနဲ့အကုန် beauty တွေပေါ့အကုန်အလှတွေဟောအဲ့ဒီအလှတွေပြပြီးတော့ဘုရားကမေးတယ်နန္ဒမင်းသားနန္ဒမင်းသားနှက်ပြီကနှက်သမီးတွေမချောဘူးလားဟာချောတယ်ဗျာ အဲ့နဲ့သမီးတွေနဲ့မင်းနှမဘဒူကပိုလာလေအဲ့လိုထပ်ပြီးတော့မှအဲ့ဒါမင်းသားပြန်လျှောက်ရှင်ဘုရားနောက်သမီးတွေကြည်လိုက်တော့မှတပည့်တော်ရဲ့နှမဇနဘရကလျာဏီကလမ်းမှာတွေ့ခဲ့တဲ့မြောက်အိုမနဲ့တော့တူသွားတော့တယ်ဘုရားနောက်သမီးမမြင်ခင်တော့သူ့နှမကိုမြောက်မနဲ့နှာရကောင်းလာစိတ်ကြီးစိုးနေတာနောက်သမီးရဲ့အလှလည်းတွေ့ရောသူ့နှမရဲ့အလှကမြောက်မနဲ့တော့တူသွားတယ်နော်ဒုတိယစိတ်မှာတိတ်အပြောင်းလဲတိတ်မြန်တာ ြောင်းလဲသိမြင်တာမရခင်တော့တော့လေဟမ်ဟိုတချင်းနေတော့မရခင်ဖြာလို့လက်ထိပ်ပေါ်မှာပဲတင်ထားနော်ရပြီဖြာလို့ခင်နင်းချေသွားတော့မောင်တို့ယောက်ျားတွေဆိုယောက်ျားတွေမှာမဟုတ်မိန်းကလေးတွေထို့တူလူချင်းတတ်မှတ်မှုတစ်ခုကမရခင်တော့ရတာလူတွေရဲ့စိတ်ကတန်ဖိုးထားတာရပြီးသွားရင်သူကလူဟာအစ်စ်အစ်စ်ကိုရှာနေလူရဲ့စိတ်ကအမြဲတမ်းပြောင်းလဲဆိုအဲ့ဒါပြောဥပမာပစ္စည်းလေးတစ်ခုတန်ဖိုးရှိတဲ့အရာလေးမရခင်တော့ဒါလေးရရင်ကောင်းပါပဲကောင်းပါပဲ ရလဲရလာကောအိုးဘလောက်ပဲကောင်းတဲ့ပစ္စည်းပဲဖြစ်တလနှလသုံးလလေးလတော့သုံးပြီးသွားတော့ used to ဖြစ်သွားအလေးကျင့်နေရပါဒါကိုကျွမ်းကျင်သွားပြီဆိုတော့ဒီအပေါ်မှာနည်းနည်းအယုံစင်နေရော့လူကျင်စိတ်တွေနေပြီးတော့နောက်တအသည့်ပေါ်လိုက်အဲ့ဒီအသည့်ပေါ်လိုက်ပြီးတော့စိတ်ကလူကျင်စိတ်တွေဖြစ်လာတာအဲကြောင့်မလောဘဆိုတဲ့စိတ်က attachment ဆိုတဲ့စိတ်က limitation သူ့ရဲ့လူကျင်စိတ်ကိုရှော့ချပေးနိုင်မှာလူမှာချမ်းသာမဟုတ်လို့ရှိရင်လောဘကြောင့်အဲ့ဒီနောက်ကိုလိုက်ရင်းနိုင်တယ်ပင်ပန်းတော့ အဲ့ဒါနတ်ပြည်ကနတ်သမီးတွေပြပြီးတော့မင်းနှမနဲ့ဘသူကပိုချော်လဲအာနတ်သမီးနဲ့ရှင်တော့တပည့်တော်နှမကလမ်းမှာတွေ့တယ်မြောင်းမနဲ့တော့တူတော့တာလေဖရာဆိုလျှောက်တော့ကောင်းပြီဒီနတ်သမီးတွေမလို့ခြင်းဘူးလားဟာလို့ခြင်းတာပေါ့ဖရာနန္ဒမင်းသားကဆိုတော့သူကပုရုဇဉ်ဆိုတော့သူစိတ်တက်ရှိတဲ့အတိုင်းပြောတာလူခြင်းတာပေါ့ဖရာလူခြင်းရင်ငါပြောတဲ့အတိုင်းလို့လုံးမလားမှလုံးပါမယ်ဖရာငါပြီးတဲ့ဒီတိုင်းလုံးမလားလုံးပါမယ်ဖရာဆိုဖရာကနန္ဒမင်းသားကိုတရားပေးလိုက်တယ် ကမ္ထမ်းပေးတာအမှန်ကတော့ရွယ်ချက်ကနတ်သမီးလူကျင်တို့နန္ဒမင်းသားတရားအားထုတ်တာဒါပေမဲ့တရားအားထုတ်ရင်အားထုတ်ရင်နဲ့စနစ်ကမှန်လာတဲ့အခါကျတော့တဖြည်းဖြည်းတဖြည်းဖြည်းတရားသဘောသိသွားနန္ဒမင်းသားတရားရတော့ညဘုန်းကြီးဒါလေးဘာလေးကောက်ချက်ချမိလဲဆိုတရားအလို့ဆိုတာခိုင်းလို့လောရတာပဲဖြစ်ဖြစ် ဟိုဘုသူပယောကလောရတာပဲဖြစ်ဖြစ်စိတ်ပါပါလို့လောရတာပဲဖြစ်ဖြစ်ဘလိုရည်ရွယ်ချက်နဲ့လောရတာပဲဖြစ်ဖြစ်နီးမှန်လမ်းမှန်တာဖြစ်သွားပြီဆိုရင်ရည်ရွယ်ချက်မတူလဲပဲတရားကတော့ရနိုင်တဲ့စွန်အားရှိတယ်ချို့ကနိဗ္ဗာန်ရောက်ခြင်းလို့အာထုတ်တာချို့ကသမာဓိတည်ခြင်းလို့အာထုတ်တာချို့ကဗာလိညာလေးရခြင်းလို့အာထုတ်တာဘလိုနီးနဲ့ပဲအာထုတ်အာထုတ်နီးစနစ်တည်းဒါမှန်ကန်သွားပြီဘလိုရည်ရွယ်ချက်နဲ့ပဲအာထုတ်အာထုတ်တရားနီးစနစ်ဒါမှန်ကန်သွားတယ်တရားရနိုင်တဲ့စွန်အားရှိတယ် နန္ဒမင်းသားကအဲ့ဒါနတ်သမီးလိုချင်လို့တရားအထုတ်တာဒါပေမဲ့ဗုဒ္ဓရဲ့ဒီစနစ်အတိုင်းမှန်မှန်ကန်ကန်လိုက်နာကျင့်သုံးပြီးအထုတ်လိုက်တဲ့အခါကျတော့နန္ဒမင်းသားတရားရတရားရသွားတော့မှဘုရားကပြန်ပြီးတော့သူဂတိတန်နန္ဒမင်းသားကိလေသာကုံသွားပြီဆိုတော့ဘာစိတ်မှမရှိတော့ဆိုတော့ဂတိတန်နန္ဒမင်းသားတရားရသွားပြီဆိုတော့တဲ့ဂတိအတိုင်းပဲနတ်သမီးတွေလိုချင်သေးလားအာဘုရားပြီးတော့မလိုချင်တော့ပါဘူးဘုရားဆိုပြီးတော့သူ့ရဲ့ဂတိကိုပြန်ပြီးတော့ဘုရားက ရှင်းပေးလိုက်တယ်အာနန္ဒမင်းသားလည်းဝမ်းသာပြီးတော့တရားရသွားတယ်အခါကျဘုရားကခုနတရားလေးဟောတာယထာအာဂရန်ဒုစန္နဟုတ်တိသမတိဝိသတိဧဝံအဘာဝိတံစေတံရာဂောသမတိဝိသတိမကောင်းသဖြင့်မိုးထတဲ့အိမ်ကိုမိုးရေမိုးပေါက်တို့ဟာတစ်ဆက်တစ်ဆက်တဖြည်းဖြည်းနှိမ့်ဆက်ဝင်ရောက်နေသလိုသမထဘာဝနာဝိပဿနာဘာဝနာတတိတရားလက်ကင်ထားခြင်းမရှိတဲ့စေတံစိတ်ကို ရာဂောလောဘဒေါသမောဟစတဲ့ကိလေသာ ရာဂတရားတွေကတမတ္တိဝိဇ္ဇတိဝင်ရောက်ထိုးဖောက်နိုင်တဲ့အတွက်ကြောင့်အပမဒေနမမေ့မလျော့မပေါ်မဆတဲ့တရေတရားနဲ့တမ္ပါဒေထကိုစီကွန်ကပြည့်အောင်နေကြရ။ဩစိတ်ကလေးတဲ့ခန္ဓာကိုယ်အပြင်ပိုင်းမှာရုပ်ပိုင်းဆိုင်ရာတွေကသူ့ကာဘာလေးနဲ့သူထိမ့်ချုပ်ထားလို့ရှိရင်အပြင်အပြောကတွေအပြင်အန္တရာယ်တွေမဝင်နိုင်သလိုပဲတဲ့ဒီစိတ်ကိုလည်းပဲတမထ တခုခုဝိပဿနာတခုခုတတိတရားနဲ့ထားမှသာလေကိလေသာတွေကမဝင်ပါကိလေသာမဝင် စိတ်ရောကမဖြစ်ဘူးတဲ့အဲ့ဒီသမထအာယုံဝိပဿနာအာယုံ ကြင်ကြံเสียအာထုတ်เสียမရှိဘူးဆိုရင်စိတ်ဆိုတာအပြင်အာယုံနေနောက်လိုက်ပြီးတော့ကိလေသာတွေဖြစ်ကြတယ်ယောဂတွေဝင်တတ်တယ်စိတ်မှာကိလေသာ ဖြစ်လို့ရှိရင်အဲ့ဒီစိတ်ကအနာရတဲ့စိတ်ပဲစိတ်အနာရတဲ့ပုဂ္ဂိုလ်ကဒုက္ခရသွားတာပဲကြောင့်မလို့ဒုက္ခတွေထဲမှာကျန်တဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခက ကုလို့ရတယ်စိတ်ပိုင်းဆိုင်ရာဒုက္ခဖြစ်ပြီးဆိုရင်အဲ့ဒီစိတ်ဒုက္ခကိုမြတ်စွာဘုရားကတတိလေးနဲ့ပဲရှုမှတ်ပြီးတော့စိတ်ဒုက္ခမဝင်အောင် လုပ်ရမယ်ဒုက္ခတွေအတဲမှာအကြီးဆုံးဒုက္ခစိတ်ဒုက္ခပဲဆိုတော့အဲ့ဒီစိတ်ဒုက္ခဖြစ်ပြီးဆိုရင်တမထအကျင့်စဉ်ဝိပဿနာအကျင့်စဉ်ဒီကျင့်စဉ်တစ်ခုနဲ့ဘုန်းကြီးတို့တော်ကောင်းများကစိတ်ဒုက္ခကိုကုစားရမယ်စိတ်မှာတတိမပိုင်တတိမပါတဲ့စိတ်ဟာယောဂါရတဲ့စိတ်ပဲတတိမရှိတဲ့စိတ်ဟာဒုက္ခဖြစ်စေတဲ့စိတ်ပဲဆိုတော့ ုစိတ်ကိုတတိလေးကပ်ပြီးတော့လောဘမဝင်အောင်ဒေါသမဝင်အောင်မောဟမာနနဲ့မဝင်အောင်ထိ ंछ ုပ်ဖို့အရေးကြီးတယ်။ဟာထိရခက်တယ်ဖျားတရွာဒီလိုပြောတယ်။ထိရခက်လို့မထိန်ဘူးဆိုရင်လွတ်ထားရင်ပိုဆိုးတာလွတ်ထားရင်ပိုဆိုးတာလွတ်ထားမဲ့အတူတူရသလောက်ထိန်ချရတယ်။ရသလောက်ထိန်ချရတယ်။တရားအထုတ်တဲ့ယောဂီတွေမှာဆရာတော်တွေကမြတ်စွာဘုရားရင်စာပေတယ်မှာဘာနဲ့ဥပမာပေးလဲစိတ်ကတဲ့နှစ်သိုးလိုပဲ။ နှသိုးလေးပဲနှသိုးလေးကသူကခုံပေါက်နေတာအမြဲတမ်းနှသိုးလေးနွားနွားပေါက်စားလေးခုံပေါက်နေတာအဲ့နှသိုးငြိမ်အောင်လုပ်မယ်ဆိုရင်ခြိတိုင်နဲ့ခြိပေးရခြိထားခြိတိုင်နဲ့ခြိထားတော့မှအဲ့နှသိုးကလက်ပတ်ပြီးတော့ခုံပေါက်ပြီးတော့ပြေးနေတာနောက်တော့သူပြေးရင်ပြေးနေတဲ့အဲ့ခြိတိုင်မှာကျိုးပတ်ပြီးတော့နောက်တော့မောရင်းနဲ့နှသိုးကခြိတိုင်မှာငြိမ်သွားသလိုပဲတဲ့စာအထုတ်ခါစားယောဂီမှာစိတ်ကလေးကနှသိုးနဲ့တူတယ်။ဟိုးအမြဲတမ်းခုံပေါက်နေတာ။ဟိုပြေးလိုက်ဒီပြေးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်ဟာလွတ်နေတော့ ဆိုလွတ်နေတဲ့စိတ်ကလေးကိုဒီတိုင်းထားရင် तू ပို့ပြီးတော့စိုးမှာဆိုတော့အဲ့ဒါကိုတတိတတိလေးနဲ့ပြန်ပြီးတော့ခြေတံကိုရောက်နော်ခြေတံကိုရောက်အောင်ပြန်ပြီးတော့တတိလေးနဲ့ထိန်းချုပ်လိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်ဆိုရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထိန်းရင်းထိန်းနဲ့ तू ကစိတ်ကလေးကတမာရီလေးတီတီလာပြီးတော့မောလာပြီးတော့ကိုယ်နေရာလေးကိုငြိမ်သွားတော့တာစိတ်ကလေးငြိမ်သွားပြီးဆိုရင်ကိုယ်တန်တမှာကိလေသာတွေရှားမခိုးတော့ လောဘတွေအခုနှဲသွားမယ်ဒေါသတွေအခုနှဲသွားမယ်မောဟတွေအခုနှဲသွားမယ်လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကိုယ်စိတ်ထဲမှာမရှိတော့ဘူး pure mind ဆိုဖြူစင်တဲ့စိတ်ကလေးဖြစ်သွားစိတ်ကလေးဖြူစင်ပြီးဆိုစိတ်မှာဘာရောကမှမရှိစိတ်မှာယောဂမရှိစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ suffering ခံစားချက်ဒုက္ခဆိုတာလေမရှိတော့စိတ်ဒုက္ခမရှိတဲ့ဘဝဘယ်နေရာမှာပဲနေနေစိတ်မှာအနာမရှိတဲ့လူဟာဘယ်လိုနေရာမျိုးမှာပဲနေနေသူကငြိမ့်ချမ်းနေတာ လူတွေမှာစိတ်ဒုက္ခဖြစ်ပြီးစိတ်ရောဂါဖြစ်ပြီးဆိုဘလောက်ကောင်းတဲ့နေရာမှာပဲနေနေဘယ်တော့မှမတတ်တာ။အိုးစိတ်မှသာလေယောဂါရနေမယ်စိတ်မှသာလေအနာရှိနေလေစိတ်ဒုက္ခတာဖြစ်နေမယ်ဆိုရင်အဲကွန်ခိုင်းမှသွားပြီးတော့စူပါကြီးပေါ်မှာအိုးတိတ်ပြီးတော့နူးညံ့သိမ်းမွေးတဲ့နေရာကြီးမှာဘလောက်ပဲစိန်ကြကြနေပါစေမငိမ့်ချမ်းတော့အေးချမ်းနဲ့အေးခမ်းနဲ့မှနေပဲလေမအေးချမ်းတော့အိုး အပြင်အေးတက်ကစိတ်မှရှိတဲ့အတွင်းအပူဓာတ်ကိုမလွှမ်းမိုးနိုင်တော့။ညစိတ်အပူဟာဘယ်မှာပဲနေနေဘလောက်အေးတဲ့နေရာမှာနေစိတ်အပူသာရှိရင်မငြိမ်းချမ်းတာဖြစ်တဲ့အဲစိတ်အပူကိုဖြစ်စေတာလည်းပဲကိုယ်စိတ်ကလက်ခံထားတဲ့လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကြောင့်ဖြစ်တာဖြစ်တဲ့အတွေ့အကြုံဒုက္ခအလုံးမှာအဆိုးဆုံးဒုက္ခစိတ်ဒုက္ခဆို အဲ့ဒီစိတ်ဒုက္ခကိုတတိတရားလေးလက်ခံထားပြီးတော့နေတိုင်းနေတိုင်းကိုယ်ခန္ဓာကိုယ်ကြီးဒုက္ခမဖြစ်ရအောင်ကုစားနေကြရသလိုနေတိုင်းနေတိုင်းကိုယ်စိတ်ထဲမှာလည်းပဲစိတ်ဒုက္ခတွေမဖြစ်အောင် concentration meditation အမာတိကျင့်စဉ်တစ်ခုခုနဲ့ဒါမှမ insight meditation ဝိပဿနာကျင့်စဉ်တစ်ခုခုနဲ့ဒီသမထဘာဝနာဝိပဿနာဘာဝနာတစ်ခုခုကိုတတိတရားလက်ခံထားပြီးတော့ကိုယ်စိတ်လေးကို ထိန်းချုပ်နိုင်မယ်ဆိုရင်တတိရှိတဲ့စိတ်ဟာအပူကင်းတဲ့စိတ်ပဲတတိရှိတဲ့ စိတ်ဟာဒုက္ခกินတဲ့စိတ်ပဲဖြစ်တဲ့အတွက်ကြောင့်စိတ်ဒုက္ခกินခြင်းရင်ကိုယ်ကိုတတိတရားနဲ့လက်ကင်ထားပြီးတော့တမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုဝါပြီးတော့မိမိတို့ရဲ့စိတ်ဒုက္ခတွေကို နေစီနေစီရနိုင်သလားကုစားမယ်ဆိုရင် ကာယကဒုက္ခလည်းတတ်တာသလိုစေတသိကဒုက္ခစေယောဂလည်းစေဒုက္ခလည်းတတ်တာမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့စေဒုက္ခလေးကိုတတိတရားလက်ခံထားပြီးတော့အထိုက်အလျောက်တတ်တာအောင်နေ့စဉ်နေ့စဉ်ကြိုးစားပွားများကြင့်ကြံအထောက်နိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း